အားလုံးပဲမင်္ဂလာပါဗျတပံပြန်လည်ရောက်ရှိလို့လာပြန်ပါပြီကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့ပွဲစဉ်တွေကတော့ပြိတ္တတွေလုံးဝလုံးဝစိတ်ဝင်စားဖို့ကောင်းတဲ့ဒီပွဲစဉ်တွေဖြစ်ပါတယ်ဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော့ submission grappling ပြန်ပွဲပွဲစဉ်နဲ့အလဲထိုး MMA ပွဲစဉ်ကြမ်းတပွဲပဲဖြစ်ပါတယ်ဆိုတော့ဒါပထမဦးဆုံးမိတ်ဆက်ပေးတဲ့ fighter ကတော့ Japan fighter Shoya Ishiguro ဆိုတဲ့ fighter ဖြစ်ပြီးတော့ အခုမိတ်ဆက်ပေးနေတဲ့ဒီ fighter ကတော့ Diego Reyes ဆိုတဲ့ fighter ပဲဖြစ်ပါတယ်။ Brazil နဲ့ Japan နိုင်ငံက fighter တွေဖြစ်ပါတယ်။ Japan နိုင်ငံဟာဆိုလို့ရှိရင် Jiu-Jitsu အကစားအစပြုခဲ့ရာဒေသဖြစ်ပြီးတော့ Brazil ကတော့ Brazilian Jiu-Jitsu fighter တွေ grappler တွေကိုမွေးထုတ်ပေးခဲ့တဲ့တကယ့်ကိုမွေးရမြေကြီးပဲဖြစ်ပါတယ်။ဆိုတော့ဒီထူးထူးခြားခြား One Championship ကပြုလုပ်တဲ့ Submission Grappling ပွဲစဉ်မှာ grappler တွေအနေနဲ့ဘယ်လိုမျိုးဆော့သွားမလဲဆိုတာပြိသက်တွေနဲ့တူတူကြည့်လိုက်ကြအောင်ပါကျွန်တော်ဒီနေ့ကတော့ဒီ special grappling မှာဆိုလို့ရှိရင် Brazilian Jiu-Jitsu အနေငယ်ဆော့ target ဘူးတဲ့တွေ့ကြုံရှိပေမဲ့တချို့သုံးနှုံးလေးတွေမသိဘူးဆိုလို့ရှိရင်ပြိသက်တွေကျွန်တော်ကိုခွင့်လွှတ်ပေးစေချင်ပါတယ်။ကဲဆိုတော့ကြည့်လိုက်ကြအောင်ပါ။ Okay hand grip ယူထားပြီ။ဒီဂုတ်ကိုဆွဲထားရပြ။အဲ့ဒါဒီ neck grip လို့ခေါ်ရပါတော့နော်။ ဒီဘက်ကဘရာဇီးနိုင်ငံသား fighter နည်းနည်းပို့ပြီးတော့အားအားရှိတဲ့ပုံပဲဗျ။အဲမဲ့ဒီ submission grappling ပါညာမှာခွန်အားသိပ်ပြီးတော့ရေးမပါဘူး။ဘာရေးပါလဲဆို weight ကို shift လုပ်နိုင်တဲ့စွမ်းအားပေါ့နော်။အဲ့ဒါပို့ပြီးတော့ရေးပါတယ်ဗျ။ပူကတ်ပူထားတာပေါ့နော်ဟိုဘရီဂျီဂျီစကားလုံးရပြောမှာဆိုပူကတ်လုတ်တယ်ပေါ့လုတ်ထားတယ်အတင်း site control ယူဖို့ကြိုးစားတယ်ဗျဘရာဇီးဖိုက်တာ site control ယူဖို့ကြိုးစားတယ်ဟို site control ယူထားတယ်ဗျအဲ့ကနေပြီးတော့ဒီ submission အကွက်တွေပုံဖော်ရတာပို့ပြီးတော့လွယ်တယ်ဗျအဲအခုဆိုလို့ရှိရင်သူကီမူရာပုံဖော်မလားတော့မသိဘူးဗျဂျပန် grappler ရဲ့ဘယ်ဘက်အဖက်အချမ်းကိုသူအားစိုက်ထားတော့ကီမူရာပုံဖော်မလားတော့မသိဘူးဒန်လုံကြီး6တောင်းနဲ့ကော်နေတော့တေချာတော့မမြင်ရဘူးဗျအော်ကီမူရာပုံဖော်လို့တော့မရဘူး site control ယူထားတယ် ဟောပြန်ပြီးတော့တောက်လျှောက် row တယ်ဗျအဲ့ row ကအရန်အရေးကြီးတယ်ဗျမြန်မာလိုဘာသာပြန်လှိမ့်တာလို့ပေါ့နော်လှိမ့်တာလို့အဲ့တော့ဘာသာပြန်တာပေါ့အဲ့လိုလှိမ့်တာတော်တော်အရေးကြီးတယ်ဗျဒီ grappling ပွဲစဉ်နေမှာအလို့ဆိုတော့ဘာမှမလုပ်ထားနိုင်သေးဘူးဗျချုပ်ကွက်ပုံဖော်ဖို့စ조사နေတာဗျပေါ်စီကဒါ Diego Reyes ဆိုတဲ့ Brazil fighter ကအောက်ရောက်လို့ဒါတော့ အမ်ဘာပါသွားနိုင်တယ်မြဲအဲ့အနေထားကနေအဲ့လိုကြီးကကျိုးနဲ့ရန်ကတ်နေလို့အလဲမှာပြန်ပြီးတော့ grappling လုပ်ဖို့ပြောထားတယ်ဗျ Hapding ကဗျာ Hapding က submission grappling မှာလာပြီးတော့ तू ကဒိုင်လိုကြီးလုပ်နေရ Rules ရဘယ်လိုမျိုးလဲတော့မသိဘူး MMA ပွဲကိုဒိုင်လိုကြီးလုပ်ရတဲ့အတွေ့အကြုံတွေတော့တော်လေးกว่าမှာကျင်းနေတယ်ဗျဘာမလုပ်ရဘူးဘာမလုပ်ရဘူးဆိုတော့ရှိမှာပဲကတ်ကိုဖွင့်ဖို့စူးစမ်းရဗျဒါပေမဲ့ ဂျပန်ဖိုင်တာကတ်ကောင်းတယ်ဘလို့မှကတ်ကိုပတ်စ်လုပ်လို့မရဘူးဖွင့်လို့မရဘူးဗောနော်ဘရာဇီးဖိုင်တာဟောစိုက်ကွန်ထရိုးယူဖို့ကြိုးစားတယ်ဒါမဲ့လုံးဝကတ်ကိုကြော်လို့မရဘူးဖြစ်နေဘယ်ဘက်ကိုပြန်ပြီးတော့ယူတယ်ရိုးပြန်လှုပ်ထားတယ်တော်လေးကောင်းတယ်ဗျရိုးလှုပ်ထားတယ် triangle ချုပ်ဒါမှမဟုတ် amber ပုံစံမျိုးရသွားနိုင်တယ်ဗျ အဲ့ကနေပြီးတော့ပုံဖော်မယ်ဆိုလို့ရှိရင်တော့ဒီ amber ပုံစံပုံဖော်မယ်ဆိုရင်တော့ရနိုင်တယ်နေထားပြောဒါပေမဲ့6လောက်ကိုလည်း तू က lock ချထားသေးတယ်ဆိုဘာမှတော့ set မဖြစ်တဲ့နေထားပြတလောစင်မှာတော့ capsulizer တွေပါလေပုံဖော်မယ်ဆိုရင်ပုံဖော်လို့ရတဲ့နေထားမျိုးတော့ရှိတယ်ဗျဂျပန်ဖိုင်တာ gas ဆွဲရတော်တော်ကောင်းတယ်သူ့ကို get ဘလို့မှကြော်လို့မရဘူးဖြင့် side control လဲ ယူလို့မရဘူးဒီ get ကိုလည်း pass ဖြစ်အောင်လုပ်လို့မရဘူးဗျအဓိကလူတယောက်ကိုချုပ်မယ်ဆိုလို့ရှင်အဲ့ get ကိုအရင်ဆုံး pass ဖြစ်သွားမှ तू ကချုပ်လို့ရတာဗျလက်သီးထိုးတာတွေပဲကြည်နေတဲ့ပြိသက်တွေတော့ကတော့ဗောနော stand 5ပေါ့အဓိက stand 5ပဲကြိုက်တဲ့ပြိသက်တွေကဒီပွဲစဉ်ကြီးကနည်းနည်းပြင်းဖို့တော့ကောင်းလိမ့်မယ်ဒါပေမဲ့ဒီ grappling mine ကိုကြိုက်တဲ့ပြိသက်တွေကြတော့လေဒီလူမျိုးပွဲစဉ်ကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောမှာဗျာဘာဖြစ်လို့လဲဆိုတော့ဒီ ဂျူဂျစ်ဆူဆော့ရဲဆိုတာတင်ချာတွက်နေရတယ်လို့ပဲပေါ့နော်တည်တည်ချာချာအကွက်စနစ်တကျကိုကလှုပ်နိုင်ရှားနိုင်မှတစ်ဖက်ပြိုင်ဘက်ကိုကိုကအနိုင်ယူလို့ရတယ် half gap position ရနေဘာမှလှုပ်လို့မရတာခက်တယ်ဗျဒီဘက်ဖိုင်တာကလည်းသူ့ရဲ့ဒီဘက်ဘက်ချမ်းကို လုံးဝ control လုပ်ထားပြီးတော့တားထားတယ် ဆက်ပြီးတော့ submission ပုံဖော်လို့မရဘူးလိုအပ်တဲ့ submission ပုံဖော်လို့မရဘူးအဲဒီကနေပြီးတော့ချုပ်ကပ်ပုံဖော်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့နှစ်အောင်လုံးကဒီလိုမျိုးဘာမှဆက်လုပ်လို့မရနိုင်တဲ့အနေအထားမှာဒီ ground fighter ပေါ့နော် brazil fighter ဒီ gap ကိုသူကကြော်ကြော်မောက်ရမှာကြော်ပြီးတော့မှအပေါ်စီးကနေပြီးတော့ဒီ mouse control ပုံစံမျိုးရတော့မှလုပ်လို့ရမှာပေါ့အခုဆိုလို့ရင် reverse triangle Rabas triangle ဖြစ်တော့မယ်။ Brinia နဲ့ဒီ Bitters နဲ့ပွဲတော်လို့ချုပ်ကွက်မျိုးဗျ။ဒါပေမဲ့ဒီ Brazil fighter လဲတယ်ဗျ။အမိမခံအောင်ချက်ချင်းပြန်ပြီးတော့ထလာတယ်။လုံးဝ Japan fighter လည်းတောက်လျှောက် gap ကိုဆွဲထားတာဗျ။အော်ဟိုမှာ gap ကိုဒီကြော်တာပေါ့နော် pass လုပ်တယ်လို့ခေါ်တယ်။ gap ကို pass လုပ်ဖို့သူကလည်းတော်တော်လေးကိုတိုက်စစ်စင်နေတယ်ဗျ။ဒါပေမဲ့တော်တော်ကောင်းတယ်ဗျ။ gap ဆွဲတာတော်တော်ကောင်းတယ်။ Brazil fighter ဘလို့မှ pass လုပ်လို့မရဘူးဖြစ်နေတယ်။ တော်တော်တွေ့ကြုံရှိတဲ့ fighter လို့ပြောရမှာပဲလက်ကိုဘယ်လိုပုံစံမျိုးနဲ့တိုက်စစ်ဆင်နေလဲတော့မသိဘူးဒါပေမဲ့အာမလောလောဆယ်ကြည်ရတော့တော့ဆက်ပြီးတော့အာမတိုက်စစ်ဆင်လို့မရတဲ့အနေထားပဲဗျဒီ Brazilian Jiu-Jitsu ဒီအားကစားမှာကြတော့ဘာမှသွားပြီးတော့လော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 လို့မရဘူးလော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 ကြတဲ့ပြိုင်နဲ့ကိုက ပြိုင်ဘက်ကိုအကွက်ဖော်ပေးလို့ဖြစ်ပြီးတော့ချက်ချင်းဆိုလိုပဲချုပ်ခံပါဗျပြိုင်ဘက်ရဲ့အတွေ့အကြုံနဲ့ခွန်အားပေါ်မူတည်ပြီးတော့ချက်ချင်းဆိုလိုကိုကပြန်ပြီးတော့ခံရတဲ့လူဖြစ်သွားနိုင်တယ်အဲ့ဒါအရင်ရေးကြည့်တယ်ဗျဘရာဇီလန်ဂျေဆုမှာအရင်လောလောလောသွားလုပ်လို့မရဘူးကျွန်တော် striker မှာကိုဘက်ကလည်း join နဲ့ fighter ကလည်း join နဲ့ fighter ရှင်ထိုးလို့မရသလိုပေါ့နော်အခုဆိုရင်တယောက်နဲ့တယောက် leg lock ပုံစံမျိုးတွေလုပ်ထားတယ်ဟောပြီးတော့မိသွားပြီဗျလက်ကိုဖမ်းထားပြီးတော့ခြေထောက်နှာချောင်းက triangle ပုံစံမျိုးချုပ်ထားတယ်ဗျာ amber ဒီ modify ပုံစံမျိုးပေါ့ဗျာဟော tap လုပ်လိုက်တယ်ဗျာအနိုင်ယူရရှိသွားပြီလက်ကိုအဓိကချုပ်ပြီးတော့ဒီ amber ပုံစံမျိုးပေါ့အဓိက လက်ကိုတိုက်ခိုက်တဲ့ပုံစံမျိုးနဲ့လုပ်လိုက်တဲ့အတွက်ကြောင့်မလို့အနိုင်ယူရရှိသွားပါပြီဗျာနိုင်သွားတဲ့ grappler ကလည်းတော်တော်လေးကောင်းတယ်ပြောရမယ်ဘာလို့လဲဆိုတော့ဒီသူနိုင်သွားတဲ့ Japan fighter Shoya Ashiguro ဆိုတဲ့ဒီ fighter က one championship မှာ submission grappling သုံးပွဲဆော့ထားတဲ့သုံးပွဲစလုံးကိုသူကနိုင်ထားတာဗျအဲ့လို fighter မျိုးကိုနိုင်ထားတဲ့ Diego Reyes ဆိုတဲ့ fighter ကတော့တော်တော်လေးကိုမစိုးဘူးလို့ပြောရမယ်6မိနစ်5စက္ကန့်မှာသူကလုံးပြနိုင်သွားတာဗျကဲဆိုတော့ကျွန်တော်တို့ MMA ပွဲကြည့်မယ်ကဲဒီ MMA ပွဲစဉ်ကတော့ One Championship Flyweight တန်းမှာကစားသွားတာဗျ Flyweight တန်းမှာကစားသွားတယ်တရုတ်က fighter နဲ့ United State American နိုင်ငံ fighter ဗျ လိုင်းဝိတ် MMA မှာကစားသွားတာဂျိုရှူဝါပရရာဆိုတဲ့ fighter ဗျ။ဟောပရရာတယောက်လာပြန်ပြီ။ဂျိုရှူဝါပရရာအခုမိတ်ဆက်နေတဲ့ fighter ဂျိုရှူဝါပရရာဆိုတဲ့ fighter one championship flyweight တန်းမှာကစားတယ်။ MMA မှာတန်းကတော့ one championship မှာအခုမှစပြီးတော့ထိုးတဲ့ fighter ဗျ။ မန်ကန်နေဟန်ရီးတွေတော့ပြခဲ့တာပဲကဲဒီဖိုက်တာကတော့ဒီဖိုက်တာကတော့ဝမ်ချန်ပီယံရှစ် flyweight တန်းမှာ ranking တော့မဝင်သေးဘူးသူနာမည်ကဘနာမာဒူဂျိုဝီဆိုတဲ့ fighter ဗျသူကဝမ်ချန်ပီယံရှစ်ဖွဲ့စည်းမှာ၄ပွဲထိုးထားတယ်။၂ပွဲနိုင်၂ပွဲရှုံးဆိုတော့ရလက်ကိုပိုင်ဆိုင်ထားတယ်ဗျ။ flyweight တန်းဆိုတော့135ပေါင်တန်းမှာထိုးတဲ့ fighter တွေဗျ။ flyweight တန်းဆိုရင်လည်းအရန်မောင်းနေရတော့ဗျာကြောက်စရာကြီးတွေ9ပေ10တဲ့ကျွန်တော်တို့မြန်မာ fighter တွေအနေနဲ့ကတော့135ပေါင်ထဲမှာထိုးတဲ့ fighter ဆိုလို့ရှိရင်အရက်က9ပေ9လက်မလောက်ပဲရှိတာဗျာဆိုတော့မြန်မာ fighter တွေအနေနဲ့ weight တန်းတက်ထိုးမယ်ဘာညာဆိုလို့ရှိရင်တော်တော်လေးကိုရုန်းကန်ရနိုင်တဲ့အနေအထားရှိတယ်ဗျာကဲလောလောဆယ်တော့ဒီပွဲကိုပဲပြန်ပြီးတော့ကြည့်လိုက်ကြအောင်ဒါလူကြီးက habding ဗျ habding ကဘန်ကောက်ရောက်နေတာဆိုတော့ဒီကြက်ရဲ့ UFC 313 event ပွဲစဉ်မှာသူသွားပြီးတော့ဒါလူကြီးတော့မလုပ်ခဲ့ရဘူး ကဲစပြီပွဲစပြီဆိုတော့ねဒီဘက်ကတရုတ်ဖိုက်တာကချက်ချင်းစုတလို့ပဲချစ်ကန်ချက်ပေးထားတယ်ဗျဖိုက်တာညာလုံးကစတက်မတူတယောက်ကညာတန်တယောက်ကဘဲတန်ဒီဘက်ကတရုတ်ဖိုက်တာကဘဲတန်ဖိုက်တာဟိုဘက်ကညာတန်ဖိုက်တာဗျလိုကိတ်တွေပြန်လန်းပေးထားတယ်ဖိုက်တင်းစတန်နေရတော်တော်လေးနှိမ့်နေဗျနှိမ့်နေဆိုတာ level နှိမ့်တော့ပြောတာဗောနော်ကျောင်းလေးတယောက်လုံးဝဟိုလိုကိတ်ကန်ချက်တွေပဲပေးထားပြီးတော့စာဖတ်တဲ့သဘောမျိုးဗျကြည်ရတာတော့ ။အိုးတယောက်ဖိုက်တာကောင်းတာလက်သီးကြီးကောင်းတယ်။အိုးညာဝိုက်လက်သီးတော်တော်လေးကိုကောင်းတယ်ဗျတယောက်ဖိုက်တာ။ညာဝိုက်ဘယ်ဝိုက်ကျောက်ဖိုင်တာနည်းနည်းပို့ပြီးတော့လက်သွက်တယ်ဗျ။ဒီဘက်ကအမေရိကန်ဖိုင်တာဂျူရီယာဘရက်ဒူးနာသွားပြီ။ကျောက်ဖိုင်တာရတဲ့အခွင့်အရေးကိုသုံးပြီးတော့ဘဲညာလက်သီးချက်တွေတောက်လျှောက်ဆိုသလိုပဲသုံးနေတာကိုတွေ့ရတယ်။တိတ်တောင်းရယူရတယ်ဗျ။ဒါပေမဲ့တိတ်တောင်းဘလို့မှယူလို့အဆင်မပြေဘူးဗျ။ လေတောင်းယူကိုစူးစမ်းအဆင်မပြေဒူးတိုက်တယ်ဂီယူတင်းခုံတယ်ဗျဂျိုရှူဝါပရာရာဆိုတဲ့အမေရိကန်ဖိုက်တာတော်တော်လေးကိုသူ့အနေနဲ့လုံးမီးလောက်ရတယ်ရှောက်လုံးနေတာဗျဒီဘက်ကတရုတ်ဖိုက်တာကတော့တီတီငြိမ့်ငြိမ့်ပဲခွန်ရေးကိုစောင့်နေတယ်ဗျအိုးကောင်တာလက်ဖန်တော်တော်လေးကိုကောင်းတယ်ဗျဂျိုရှူဝါပရာရာတော်တော်ထိနာနေပြီဗျဟိုဘက်ကောင်တာပြန်ပြန်ပြီးစောင့်ထိုးတာဗျ တရုတ်ဖိုက်တာအတင်းမဝင်ကောင်တာဆောင်းဆောင်ပြီးတော့ထိုးတာတချင်းဆိုသလိုပဲတိတ်တောင်းရယူကိုစူးစားတယ်ဒူးနဲ့တိုက်တယ်ပေါကိုရပြင်းပြင်းနဲ့ကိုစော့တာဗျဂျေရှူဝါပရရာပေါကိုရတော့ပြင်းတယ်ဒါပေမဲ့တိတ်ပါဝါမထွက်ဘူးဗျဒီဘက်ကတရုတ်ဖိုက်တာကသူကကောင်တာပြင်းပြင်းစောင့်ထိုးဝင်မဲ့ပါဝါတော်တော်ထွက်တယ်ဗျ။ကဲမရဘူးဗျ။အိုးလက်ဖန်တလုံးထိသွားပြီဗျ။ ။အိုးတောက်လျှောက်ဆိုသလိုပဲထီသွားပြီထီသွားပြီ။တော်တော်ကောင်းပါတယ်။ left hand တစ်လုံးဝင်ပြီးတော့ right hand တစ်လုံးဝင်သွားတယ်။နောက်မှဆိုလို့ရှိရင်ဘလုံးမှမဟန်နိုင်တော့ပဲဒူးထောက်ကြရပြီ။ပြီးတော့ဒူးတန်ရလဲပါမယ်ဗျ။သူ့ရဲ့ဒီညာဘက်ချက်တော့တော်တော်လေးကိုဤစိတ်နေပြီဗျ။ low kick ကန်ရင်နဲ့ထီသွားတာထင်တယ်။အဲဒီကနေတစ်ဆင့်တောက်လျှောက်ဆိုသလိုပဲအလဲထိုးခံလိုက်ရတာဗျ။တော်တော်လေးကိုကောင်းတယ်ဗျ။ဒီတရုတ်ဖိုက်တာကဝမ်ချမ်ပီယံရှင်မှာအခုပွဲနဲ့ဆိုရင်သူက၄ပွဲထိုးထားတယ်၄ပွဲထိုးထားတဲ့အထဲမှာ၂ပွဲနိုင်၂ပွဲရှုံး နိုင်ထားတဲ့နှစ်ပွဲကလည်းအခု TKO နဲ့တပွဲနိုင်တယ်။ UNM decision နဲ့တပွဲနိုင်တယ်။ရှုံးတဲ့ပွဲကလည်း TKO နဲ့တပွဲရှုံးတယ်။ UNM decision နဲ့တပွဲရှုံးတယ်။ဒီ fighter ကအခုဆိုရင်တော့ဒီ One Championship ဖွဲ့စည်းမှာနောက်ထပ် fighter တွေနဲ့ပွဲတည်သွေးဖို့အတွက်စဉ်းသင်းတော့ဖြစ်သွားပြီဗျ။ One Championship ဖွဲ့စည်းကသူက MMA ပွဲတွေအခုနောက်ပိုင်းမှာ တော်တော်လေးကိုကောင်းတဲ့ပွဲတွေကိုပြန်ပြီးတော့ပွဲထုတ်လာတာကိုတွေ့ရတယ်။ဒီကစားသမားတွေအနေနဲ့အရန်ကိုနာမည်မကြီးသေးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့မသိသေးတာဖြစ်မယ်။ဒါပေမဲ့ One Championship အဖွဲ့အစည်းက MMA ကစားသမားတွေ MMA ပွဲဆိုင်ချမ်းတွေကိုပြန်ပြီးတော့ပွဲထုတ်လာတာကိုတော့တွေ့ရတယ်။ဒါပေမဲ့ UFC အဖွဲ့အစည်းကတော့ပြောရမယ်ဆိုရင်မမိသေးဘူးပေါ့ဗျာ။ဒါပေမဲ့သူဟာနဲ့သူတို့ကြည့်လို့ကောင်းတယ်။နောက်ပိုင်းမှာဒီလိုမျိုး MMA ပွဲကောင်းပွဲချမ်းတွေအများကြီးတင်ဆက်ပေးသွားနိုင်မှုကျွန်တော်ကတော့မျှော်လင့်တယ်။